ားလုံးမင်္ဂလာပါကျွန်တော်တို့အလုံးလုံးတာဝင်ငွေဖန်တီးတာနဲ့ပတ်သက်ရင်ပေါ့နော်အကျွန်တော်တို့ဒီ job security ထက် skill security ကပိုကြီးကြီးပါတယ်ဆိုလိုတာတော့ကျွန်တော်တို့အလုပ်တစ်ခုလုပ်နေုံနဲ့မရတော့ပဲနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေနဲ့ဝင်ငွေလမ်းကြောင်းတွေပို့ပြီးတော့ဖန်တီးနိုင်ဖို့အရေးကြီးလာပါတယ်ဆိုတော့အလုပ်လုပ်တာနဲ့ပတ်သက်ရင်ကျွန်တော်တို့အရင်ခေတ်ကဆိုရင်ဒါဘွဲတစ်ခုရရမယ်လုပ်ငန်းဝင်ဝင်မယ် ဒါဒီကနေပြီးတော့ကျွန်တော်တို့အလုပ်မှာစူးစမ်းမယ်ရာထူးတို့မယ်လာစားတို့မယ်စာသွင်းတာအချိန်နဲ့ကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီဘက်ခက်မှာကျွန်တော်ကျွန်တော်မတူတော့ဒီကိုအလုပ်တစ်ခုရှိုံနဲ့ကျွန်တော်မလုံလောက်တော့ဘူးကျွန်တော်ဒီ skill နဲ့ကိုယ့်ရဲ့ကြွမ်းကျင်မှုနဲ့ကျွန်တော်နောက်ထပ်ဝင်ဝင်လမ်းကြောင်းနဲ့ဘာတွေဖန်တီးလို့ရအောင်လဲဒါစဉ်းစားဖို့လိုလာတယ်ပေါ့နော်ဒီဘက်ခက်မှာကျွန်တော်တို့ကဒီအလုပ်တစ်ခုတည်းမိခိုးတယ်ဆိုရင်ဒါအများကြီးကိုမှ risk တွေရှိတယ်ပေါ့နော်ဥပမာဒီနောက်ပိုင်းမှာကျွန်တော်တို့ကဒီအလုပ်ကန်ခွန်လန်းနေအဲကျွန်တော်တို့မရမသေးချမှုတွေရှိလာတယ်ကျွန်တော်တို့ဒီ ငွေကြေးဖောင်းပန်းမှုနဲ့အတူမြင့်တက်လာတဲ့ကုန်စည်နှုန်းတွေနဲ့ကျွန်တော်တို့ဒီလက်ရှိဝင်ငွေတစ်ခုတည်းနဲ့ရက်တီပေါ့အလောက်မလွယ်ဘူးပေါ့တချို့ဆိုရင်ဒီအလုပ်တစ်ခုလုပ်တယ်ဒီဝင်ငွေတစ်ခုတည်းမိခိုးတယ်ဒီကနေ့ကျွန်တော်တို့ရှားလိုက်သုံးလိုက်ဒါနဲ့နေကျွန်တော်တန်တရာလဲတချို့ငွေကြေးပြဿနာတွေငွေကြေးကျက်တယ်တွေဒါအများကြီးကြုံရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ခက်ကပြောင်းလာတဲ့အလျောက်ပေါ့နော်ကျွန်တော်တို့မှာတခြား opportunity တွေအများကြီးရှိလာတယ်ဥပမာကျွန်တော်တို့ digital kit ဒီနောက်ပိုင်းဆိုကျွန်တော် AI kit ရောက်လာတယ်ဒီချိန်နေမှာကျွန်တော်တို့ scale ကိုအခြေပြုပြီးတော့ကျွန်တော်ဝင်ငွေလမ်းကြောင်းတွေအများကြီးဖန်တီးလို့ရတယ်ဥပမာတချို့ဆိုရင် online နေပြီးတော့ဒီအတန်းတန်းနေဖွင့်ပြီးတော့ပုံငွေဖြန်တီးတာရှိတယ်တချို့ဆိုရင်ဒီ content တွေဖြန်တီးပြီးတော့ဒီ modernization ဝင်ဝင်ရတာတွေရှိတယ်တချို့ freelance တွေလုပ်တယ်ဥပမာတချို့ online မှာစာရေးတယ်နောက်ပိုင်း software တွေပြန်ထုတ်တယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့ကဒီဝင်ဝင်လမ်းကြောင်းတွေအများကြီးဖြန်တီးလို့ရတယ်အဓိကတော့ဒီတော့အရေးကြီးတာတော့ကျွန်တော်တို့ကကိုယ့်ရဲ့ skill ပေါ့နော်ကျွန်တော်ကြွမ်းကျင်မှုဘယ်လောက်ရှိတယ်ကြွမ်းကျင်မှုတွေကျွန်တော်ဘယ်လောက်ဖြည့်ဆည်းနိုင်လဲ နောက်ဒီကျွမ်းကျင်မှုအတုံးချပြီးတော့ကျွန်တော်တို့ creation တွေဘလောက်လောက်နိုင်လဲဒါကြောင့်မလို့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီ smart creation အရေးကြီးလာတယ်ကိုယ်အနေနဲ့ကိုယ့်ရဲ့ skill ကိုအတုံးချပြီးတော့ creation တွေဘလောက်လောက်နိုင်လဲကျွန်တော်တို့က creation ကောင်းကောင်းလုပ်နိုင်လေများများလုပ်နိုင်လေကျွန်တော်တို့အဝင်ဝလန်းရောင်းနေပို့ပြီးတော့ဖန်တီးနိုင်နေပေါ့နော်အဲ့တော့ကိုအရေးကြီးတာကျွန်တော်လမ်းလှုပ်ဖို့လိုတယ်တင်ယူလေ့လာမှုလှုပ်ဖို့လိုတယ်မှ learning equal to leverage လို့တော့ပြောတယ်ဆိုတော့ကိုယ်အနေနဲ့များများတင်ယူနိုင်လေကိုယ့်ရဲ့ economic power ပို့ရှိတယ်ဖြစ်ပါတယ် တော့ကျွန်တော်တို့ဝင်ဝင်ဖန်တီးတဲ့အခါဝင်ဝင်လမ်းကြောင်းတစ်ခုတည်းဘယ်တော့မှမထားနဲ့အလုပ်တစ်ခုတည်းမှဘယ်တော့မှမမိခိုးနဲ့ဒီဝင်ဝင်လမ်းကြောင်းတစ်ခုမကပါဘောနော်ကျွန်တော်တို့ဖန်တီးဖို့လုပ်လဲဆိုပြီးပြောပြတယ်ကျွန်တော်ဝင်ဝင်လမ်းကြောင်းတစ်ခုမကဖန်တီးတဲ့အခါမှာလဲကိုယ်တိုင်ထဲထဲဝင်ပါပြီးတော့ဒီလှုပ်နေရတဲ့ဝင်ဝင်လမ်းကြောင်းနေနဲ့ဆိုင်ကိုယ်တိုင်ထဲထဲဝင်ပါစရာမလိုပဲနဲ့နောက်ဆုံးကျွန်တော်တို့ပါရင်တော့မှပဲအစာပိုင်းလောက်ပဲကျွန်တော်တို့အထက်ထဲဝင်ပါပြီးနောက်ပိုင်းမှာကျွန်တော်အေးစေးကိုမပါဘဲနဲ့ကျွန်တော်ဝင်ဝင်ရနိုင်တဲ့လမ်းကြောင်းတွေ နာဖန်ဒီကိုအရေးကြီးပါတယ်ဆိုတော့ job security ထက် skill security ပို့ပြီးတော့အရေးကြီးလာပါတယ် product ငွေကြေးနဲ့ CY ဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်